ျွန်တော်တို့အမ်တက်မလို့အနေနဲ့ကလည်းအများကြီးထိခိုက်နေတာပါမှာဖြစ်သလိုကျွန်တော်နိုင်ငံပြည်သူအားလုံးအမ်မင်းမင်္ဂလာပါခင်ဗျာတောင်းနေရစမြန်မာရှင်နေမှာကျဆပါတယ်ခင်ဗျာဒီစဉ်နိုင်ငံရဲ့တိုက်ပွဲတင်းထွက်တဲ့အမျိုးကိုတင်ဆက်ပေးနေတဲ့ရှင်နေပြန်ကြောင့် subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာချစ်ချစ်ပြမျိုးကိုထုတ်ပေးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးနိုင်ငံပြည်စည်းတဲ့အခြေအနေကိုရောက်သွားမယ်အဲ့တော့ ဒီ great big ကိုအားလုံးကြော်ဖို့ကြိုးစားနေကြပါတယ်အဲ့တော့ဒီ great ဒီနှစ်ဒီ2025ခုနှစ်ဒီလေးလပိုင်းဟာကျွန်တော်တို့အားလုံးအတွက်အရေးကြီးတဲ့အချိန်တွေတရက်ကိုကြာလာမှာဖြစ်တယ်ကျွန်တော်တို့ကတော့တက်မလို့နဲ့ရက်တည်သူတွေဖြစ်တယ်အဲ့တော့တက်မလို့နဲ့ပြည်သူပူပေါင်းပြီးတော့နိုင်ငံတော်မပြည့်စည်ရေးဒီမိုကရေစီရှင်သန်ရေးနော်နိုင်ငံရှေ့ဆက်သွားမယ်လမ်းကြောင်းကြီးတခုကိုသွားနိုင်မယ်လို့ကျွန်တော်တို့ကတော့ယုံကြည်တယ်ယုံကြည်လျက်ပါဗျာနော် အဲ့တော့ဒါဘာကြောင့်မို့လို့ကျွန်တော်ဒီစကားမျိုးကိုပြောရလဲဟေးဆိုလို့ရှိရင်ကျွန်တော်တွေ့နေပြီမြင်နေရပါပြီခင်ဗျပထမဦးဆုံးတစ်ချက်အနေနဲ့ပြောရမယ်ဟေးဆိုလို့ရှိရင်တော့အားလုံးသိတယ်ဗျဖိလစ်ပိုင်သမ္မတဒူတာတေနော်သူဟာသူရာထူးရှိစဉ်ကသူဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်ချက်တွေဟာကျန်းမ်းနေတာလည်းရှိမယ်နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်လေနိုင်ငံအတွက်ကျန်းမ်းတဲ့နိုင်ငံတစ်ခုမှာကျန်းကျန်းတန်းတန်းဆောင်ရွက်ခဲ့ရတယ်ရှိတယ်အဲ့ဒီအခါမှာတော့ဥပဒေရှုထောင့် နိုင်ငံကရှုထောင့်အကြည့်မယ်ဟေ့ဆိုလို့ရှိရင်တော့အပြစ်ကြီးတစ်ခုလို့ဖြစ်နေတယ်အဲ့တော့သူဟာ ICC ရဲ့ဖမ်းဝရမ်းထုတ်ခြင်းကိုခံလိုက်ရတယ် ICC ဖမ်းဝရမ်းထုတ်ခံရတဲ့အခါကျတော့ဒူတာဒေးကအခုဆိုလို့ရှိရင်ဖမ်းခံလိုက်ရပါပြီသူ့နိုင်ငံသားတွေလည်းသူ့ဘက်ကယက်တီသူတွေသူ့အားပေးသူတွေအားလုံးကလည်းစိတ်မကောင်းဖြစ်ကြတာပေါ့ဗျာနော်အဲ့တော့နိုင်ငံအတွက်စွန်စားရတဲ့အခါလေးရှိတဲ့အခါမှာတော့သူဟာစွန်စားခဲ့တယ်ဘာပဲလို့ဖြစ်ဖြစ်သူကနိုင်ငံအတွက်လုပ်ခဲ့ပေမဲ့လည်းနောက်ဆုံးတော့သူဟာအခုဆိုလို့ရှိရင်အဖမ်း ့ order နဲ့ဖမ်းခံလိုက်ရပြီဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒါကခေါင်းလောင်းထိုးတယ်မယ်။ဥမင်း online အတွက်ကတော့။ဘာကြောင့်လဲဆိုတော့လေအာနာရှိစင်မှာဘာမှမဖြစ်ပေမဲ့အာနာမရှိတဲ့အခါဆိုလို့ရှိရင်တော့မိမိရဲ့ဘဝဟာနောက်တက်လာမယ့်အစိုးရတွေခေါင်းဆောင်တွေရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာကိုသူကောင်းကောင်းသိသွားပြီ။အဲ့ဒီအတွက်ကြောင့်မို့ဟာသူ့အတွက်ကမဖြစ်မနေသူ့ကိုယ်သူလုံခြုံရေးအတွက်ကလည်းအရန်ကိုအရေးကြီးလာပါပဲ။ ူအတွက်လုံခြုံရေးသူရဲ့အနာဂတ်ဆက်ဆက်ရရတော့အရာတွေအတွက်သူကထက်သွက်စဉ်းစားမှာသူကဘာပဲလုပ်လို့ပေါ့ဗျာနော်အဲ့တော့ဒီနေရာမှာ ICC တို့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ Universal Jurisdiction တို့ကိုလည်းကျွန်တော်အနေနဲ့နည်းနည်းဝေဖန်ချင်တာကဘာလဲဆိုတော့လေသူတို့တွေကဒီလိုဒီလိုမူဝါဒတွေနော်ဒီလိုတရားစီရင်ရေးတွေဒီလိုတရားရုံးတွေကြောင့်လဲနိုင်ငံငယ်တွေမှာပြဿနာတွေပိုများနေတာလို့ကျွန်တော်တို့ပြောမယ်ဟဲ့ဆိုတော့မမှားဘူးဗျအဲ့တော့ နိုင်ငံငယ်ဒီမှာစစ်ဖြစ်နေတယ်စစ်ဖြစ်နေတဲ့အရက်မှာနော်စစ်ဖြစ်နေတဲ့ဒီတောင်းညမ်းမှုတွေရှိနေတယ်ဒါတွေကိုနှိမ်နေတဲ့အခါမှာတော့ခင်ဗျားတို့ဥရောပစံနှုန်းတွေနိုင်ငံနိုင်ငံတကာစံနှုန်းတွေနဲ့တော့နှိုင်းလို့မရဘူးလေဟုတ်လားနှိုင်းတဲ့အခါမှာတော့ကြည့်မယ်ဆိုလို့ရှိရင်တော့မြန်မာကဘာလုံးမှာရှိသမျှခေါင်းဆောင်ဘယ်ခေါင်းဆောင်မှ ICC ရဲ့ဖမ်းဝန်ထမ်းနဲ့လွတ်မှာမဟုတ်ဘူးနော်အဲ့ဒီအာဂျင်တီးနားတရားရုံးလိုမျိုး Universal Jurisdiction နဲ့လွတ်မှာမဟုတ်ဘူးအဲ့ဒီတော့ကြောင့်မလို့ဒီနိုင်ငံငယ်တွေမှာပြဿနာတွေပိုကြီးလာရတာ ခေါင်းဆောင်တွေကြားမှာဆစ်ဆက်ညှိနှိုင်းလို့မရတာခေါင်းဆောင်တွေယာတုမစုညင်တာယာတုရပြီးသားသူတွေကယာတုကြမှာကြောက်တာကအဲ့လေဘာမှမဟုတ်ဘူးဒီ ICC တို့ ICJ တို့ ICJ ကထားပါတော့ကဲ ICC တို့နောက်ထပ်ဒီကျွန်တော်တို့ Universal Universal Jurisdiction ပေါ့ဗျာနော်အဲအဲ့ဒီလိုမျိုးဟိုတရားစီရင်ရေးတွေချောင်းလို့ပြောနေမမားဘူးဗျာအခုတော့မြန်မာနိုင်ငံရေးမှာအခုတက်လာတဲ့ခေါင်းဆောင်များဟာဘယ်တောင်ဆန်းစုကြည်လဲကြောက်တာပဲ အဲ့ထို့တော့သူကြည့်ဒေါအောင်ဆန်းစုကြည်လည်းအခုဆိုလို့ရှိရင်အာဂျီဂျီနာဖိုင်ဝန်တထုတ်လို့လည်းမသူလည်းပါတယ်အဲ့တော့သူလည်းအာနာဆွမ်းအောင်မှကြောက်တော့ဘာလုပ်လဲမဲခိုးပါတယ်အဲ့တော့တော့အခုဦးမင်းအွန်လိုင်းလဲသူလည်းအာနာဆွမ်းအောင်မှကြောက်တာပေါ့သူ့နောက်မှာအခုလိုမျိုးနောက်ဆိုလို့ရှိရင်သူ့အတွက်လည်းဖြစ်လာမှာတော့အခုလည်းသူ့ကိုဖိုင်ဝန်တထုတ်ထားပါပြီနော်အဲ့တော့ဆိုလိုချင်တာကလေဒီနိုင်ငံကြီးတွေဟိုဘယ်လိုခေါ်မလဲဒီလိုမျိုး ICC တရားရုံးလို့ဘာလို့မျိုးဟာသူတို့လိုမျိုးဒီတရားရုံးတွေချက်เนาะ နိုင်ငံငယ်တွေပို့ပြီးတော့ဒုက္ခများနေတယ်လို့ပြောရလေမမှားဘူးဗျဥမာအဖြစ်အစ္စရေးလိုနိုင်ငံမျိုးဘာလို့သွားတော့မထည့်ရဘူးနော်ဟုတ်ပလားအဲနောက်တစ်ခုဒီအပလကမရုရှားတမနာသူတို့ဘာမှမလုပ်နေအောင်အမေရိကန်ပို့ဆိုးတာပေါ့ဗျာနော်အဲ့တော့နိုင်ငံကြီးတွေနဲ့တွေ့ရင်သာဘယ်ဘွားရောက်သွားလဲဆိုတဲ့ခါကျတော့ပျော်တော့ဆက်ဘွားရောက်နေတာအဲနိုင်ငံငယ်တွေအားဖြစ်ဆိုလို့ရှိရင်လိုက်နိုင်ခြင်းနဲ့အဲ့တော့ပို့ဆိုးတာကနိုင်ငံငယ်တွေမှာလဲဗျာ ဲဖိလစ်ပိုင်တို့မြန်မာတို့ဟလာဒီလိုနိုင်ငံမျိုးတွေမှာကတနည်းအားဖြင့်နိုင်ငံရေးသွေးကွဲမှုတွေဟလာအဲ့လိုမျိုးစီးပွားရေးမတောင့်တင်းမှုတွေကြောင့်နောက်ဆုံးပိတ်တော့ဒီလိုမျိုးတရားရုံးတွေရခြေလှယ်မှုကိုခံပြီးတော့ခေါင်းဆောင်တွေဟာဘာလို့ဘာလို့ဖြစ်ကုန်လဲဆိုလို့ရှိရင်ဖြောက်မှတ်ခြင်းသားလည်းမဖြောက်မှတ်ရတဲ့ဘဝတွေအဲ့လိုမျိုးတွေဖြစ်ကုန်တာဗျာအာနာရှိပြီးသားသူကလည်းအာနာမစွန့်ခြင်းတဲ့ပုံစံမျိုးတွေဖြစ်စစ်တပ်နိုင်ငံရေးနိုင်ငံရေးထဲမှာထွက်ထွက်ပြီးတော့လုံးဝပေါ့နော်တရားရဂိုင်းလုံးထွက်သွားပြီးတော့ 25ရာခိုင်နှုန်းဘာလို့ခြံခဲ့ရလဲဆိုလို့ရှိရင်ဒီလိုမျိုးအရာတွေကြောင့်ပဲဗျာနော်သူတို့တွေအတွက်ရှူပတ်မှာဟောဗျာစစ်စစ်တက်ကထားပါတော့ဟေ့ငါဟဲ့ငါလွတ်ပြီဟဲ့ပြုတ်ဟဲ့ဆိုပြီးအားလုံးကိုကဲမင်းတို့အုပ်ချုပ်တော့ဆိုပြီးတော့ပြေးလိုက်လို့ရှိရင်အကုန်လုံး ICC တွေ ICC တွေနော်အာဂျင်တီးနားတရားရုံးတွေအင်ဒိုနီးရှားတရားရုံးတွေအကုန်လုံးကိုဖမ်းဝမ်းတဲ့ရောက်ကုန်မှာပေါ့အဲ့ဒီအတွက်ကြောင့်မို့25ရာခိုင်နှုန်းဆိုတာထားခဲ့ရတယ်ဆိုတာသူတို့ရဲ့လုံခြုံရေးလည်းပါတယ်နိုင်ငံရဲ့လုံခြုံရေးလည်းပါတယ်နိုင်ငံတော်တည်ငြိမ်ရေးအတွက်လည်းပါတယ်အဲ့ဒါကြောင့်မို့ပါနော်အဲ့တော့အဓိကပြောချင်တာကတော့ဗျာနော် အဲဥမင်း online အနေနဲ့သူ့ဘဝအတွက်လည်းသူကြည့်ရမှာဖြစ်သလိုနိုင်ငံအတွက်လည်းကြည့်ရမှာဖြစ်သလိုတက်မတော်အတွက်လည်းကြည့်ရမှာဖြစ်သူ့မှာကြည့်ရမယ့်အရာတွေအများကြီးဖြစ်သွားပြီအဲ့တော့သူ့အနေနဲ့ပေါ့နော်ရိုးရိုးဖြောင်းဖြောင်းသွားမယ်ဆိုရင်တော့မှပဲသူ့တက်တော်မှာအနေရရှိတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့25ရာခိုင်နှုန်းထွက်သွားဖို့လည်းခင်ဗျားတို့မမျှော်လင့်ပါနဲ့နောက်ဆုံးပေးဖို့ပြန်တော့ဥမင်း online အနေနဲ့ကိုယ်သူဂရိပေးခဲ့တယ်လို့ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တော့မှပဲသူ့မှာသူ့ရဲ့အနာဂတ်ကိုသူထက်ထွက်စဉ်းစားရမယ် ူ့မှာထားပါတော့သူရာထူးနှစ်ခုလုံးကတပြိုင်တည်းယူလို့မရအောင်အဥပဒေပြန်ပြင်ပြီးတော့ဟလာတမရကရာထူးနှစ်ခုယူလို့ရပါသေးတယ်ရောအဲ့တော့သူ့မှာစွန့်ရမယ့်ရာထူးကလည်းဒီကာကွယ်ရေးဦးစီးချုပ်ရာထူးနဲ့တမရရာထူးတမရရာထူးဆိုတာလည်း၅နှစ်ပြည့်လို့ရှိရင်မလွယ်ဘူးနော်၅နှစ်ပြည့်ပြီးတော့လို့ရှိရင်ဒါသူ့အနာဂတ်အတွက်ထပ်စဉ်းစားရပြန်ပြီအဲ့တော့တက်လာတဲ့နောက်တက်လာတဲ့အစိုးရတွေကလည်းဖိလစ်ပိုင်နိုင်ငံလိုမျိုးဟလာပူပေါင်းဆောင်ရွက်ပါမလို့သိပြီးဆရာ အဲ့ဒီတော့ကြောင့်မို့လို့သူ့ခမရမှာသူ့အတွက်လည်းထက်တွက်ပြီးတော့စဉ်းစားရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဘာကြောင့်မို့ရင်ကြားစစ်လို့မရနိုင်တယ်လဲအဲ့ဒါဒီအားလုံးကလည်းခမရတို့အဲ့ဒီ ICC IG ICC တို့နောက်ပြီး Universal Jurisdiction တို့ဟာတို့ဟာ cloud ဆန်နေတာပြုများတယ်အခုသွားပြီခမရတို့ပို့ဆိုးတာက Argentina တရားရုံးကနေပြီးတော့အခုတရားဆွဲပြီးတော့ permanent ထုတ်လိုက်ပြီးတောင်ဆန်းစုကြည်လည်းပါတယ်ဗျာအကုန်လုံးပါတယ်တိုက်လိုက်ပြီးသွားပြီး အဲ့ဒါသူတို့မမျော်လင့်နဲ့တော့သူတို့အာနာစွန့်ဖို့ဆိုတာမမျော်လင့်ရသူတို့တေတဲ့ဒီခုခံသွားတဲ့အဆင့်ကိုသူတို့ရောက်သွားပြီလုံးဝခုခံသွားမှာနော်အဲ့တော့ကျွန်တော်တို့ကငိမ့်ညမ်းစေချင်တာခင်ဗျားတို့ကမငိမ့်ညမ်းအောင်ဖြည့်ဆည်းတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲအဲ့တော့ကြောင့်မို့လို့အဲဥမေအွန်လိုင်းအနေနဲ့အဲသူဒီလုံးဝလုံးဝသူ့ဘဝတည်းသူကာကွယ်သွားမှာဖြစ်တော့နိုင်ငံအတွက်လည်းကာကွယ်သွားမှာဖြစ်တက်မလို့အတွက်လည်းကာကွယ်သွားမှာဖြစ်သွားပြီအဲ့ဒီအဆင့်ကိုရောက်သွားပြီတက်မလို့ကနော် တော့ငြိမ်းချမ်းဖို့တို့ဟုတ်လားဆိုတော့ကျွန်တော်တို့မတရားကြီးစူးစမ်းမဲ့အခြေအနေကိုထပ်ရောက်သွားပြန်ပြီအဲ့တော့အဓိကပြောချင်တာကအခုကျွန်တော်တို့အားလုံးကြုံတွေ့နေရတဲ့အခြေအနေ point တစ်ခုကကျွန်တော်ဒီအဆင့်ကိုကြော်နိုင်ဖို့တက်မတော်တော်လည်းအရေးကြီးပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီအဆင့်ကိုကြော်ရင်တပုံဆိုတာနှစ်ခုပဲလက်နဲ့စွန့်စွန့်မစွန့်နဲ့ချားဆောင်ဖွဲ့အဲ့နှစ်ခုကလည်းကြံတာဘာမှလုံးလို့မရတဲ့အဆင့်ကိုရောက်သွားပြီတပုံကအဲ့တော့တက်မတော်မကြော်နိုင်လို့ရှိရင်တော့ကျွန်တော်နိုင်ငံလည်းပြက်စီးမယ်တက်မတော်လည်းပြက်စီးမယ် တနိုင်ငံလုံးကိုအမိချက်အမိစားကောင်းချက်ကောင်းစားဒီစေတူကြအုပ်စုတွေကဆွဲဖဲကြတော့မယ်ဒီအဆင့်ကိုကျွန်တော်တို့ရောက်သွားမှာဖြစ်တယ်အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်အခုဥမင်းအွန်လိုင်းရုရှားနိုင်ငံကိုသွားခဲ့တယ်နော်တရုတ်နိုင်ငံနဲ့ဖက်လဲတကင်းနေလုံခြုံရေးဒါဘယ်လိုခေါ်မလဲဆိုတော့လုံခြုံရေး security company contract တွေပေါ့လက်မှတ်ထိုးခဲ့တယ်ပေါ့လုံခြုံရေးစာချုပ်တွေလက်မှတ်ထိုးခဲ့တယ်ဆိုတာဟာအဲ့ဒါကဘာလဲဆိုလို့ရှိရင်အဓိကကတော့ဆက်သွယ်ရေးဂျူဒုဆက်သွယ်ရေးဂျူဒုကနေပြီးတော့ ထောက်လန်းရေးဒေတာတွေကိုပေါ်ထုတ်နိုင်ပြီဟဲ့ဆိုလို့ရှိရင် အောက်မှာเนาะခုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဗျာအာကာသထဲကနေပြီးတော့နော် space ဒီဒီကအာကာသထဲကနေပြီးတော့ဂျိုဒူးတင်တာအဲ့ဒီဂျိုဒူးကြီးကနေပြီးတော့ကျွန်တော်မြန်မာပြည်ရဲ့မြေပြင်မှာတပုံနဲ့အိမ်သာသွားတာရှူးရှူးပေါက်တာဟလာဘယ်နေရာဘလို့သွားတာကအစရှာဖွေလို့ရတယ်တွေ့ရှိလို့ရတယ်တွေ့ရှိလို့ရပြီဟဲ့ဆိုလို့ရှိရင်တော့လူတော်သွားကြမှာတက်မလို့သားတွေကီလိုတော်တက်ဖို့ရှိတယ် နော် weight down တက်ဖို့ရှိတယ်အဲ့တော့အဲ့ဒီအဆင့်ကိုရောက်သွားမှာဖြစ်တယ်အဲ့ဒီအဆင့်ကိုရောက်သွားပြီဆိုလို့ချင်းတက်မတော်ကိုမြန်မာပြည်တွင်းမှာရှိနေသောစစ်သွေးကြွသဘုံမှန်သမျှတက်မတော်ဟေ့ဆိုလို့ရှိရင်တုံနေအောင်ကြောက်တဲ့ဘဝကိုရောက်သွားမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီအဆင့်ကိုတက်မတော်ကကြုံမှုကြော်ဖို့ပေါ့နော်စူးစမ်းရမှာရောက်ဖို့စူးစမ်းနေစူးစမ်းနေရတယ်ရောက်တဲ့လောက်လည်းရှိနေပြီကျွန်တော်ဘာကြောင့်မို့ဒါ theoretically ပေါ့ theory အဖြစ်ကျွန်တော်ဘာကြောင့်ပြောနိုင်လဲဆိုလို့ရှိရင် ခုရုရှားမှာသွားပြီးတော့ Women Online ရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့နိုင်ငံတော်အဆင့်ဖိတ်ခေါ်မှုကိုသူသွားရောက်ပြီးတော့တွေ့ဆုံခဲ့တယ်။အဲ့ဒီမှာသိပ္ပံနဲ့ဤပညာလုံခြုံရေးစီးပွားရေးနော်အဲ့တော့အကုန်လုံးကိုလက်မှတ်ထိုးလာခဲ့ပြီလက်မှတ်ထိုးလာခဲ့ပြီးတဲ့အပြင်ကိုနောက်ထပ်ကိုပိုင်ဂျိုဒုလွတ်တင်မှုအထိစူးစမ်းရတယ်လို့ကျွန်တော်ပြောလို့ရတယ်ရုရှားနိုင်ငံရဲ့ဒီအာကာသ ဒီ performance ဆိုလို့ရှိရင်အာကာသဌာနပေါ့ဗျာနော် space agency လို့ပြောလို့ရတဲ့အဲ့ဒီကအကြီးဆုံးနော်သူ့နာမည်ကဘလို့ခေါ်မလဲဆိုလို့ရှိရင် Dimitri Baganov လို့ခေါ်တယ်သူနဲ့လည်းတွေ့ဆုံခဲ့တယ်အဲ့တော့ကိုပိုင်လည်းထောက်လိုင်းရဂျိုဒုကိုလွတ်တင်နိုင်တယ်လို့အခုချိန်ထိလည်းရုရှားနဲ့မြန်မာနဲ့ကြားထဲမှာပူးပေါင်းဆောင်ရွက်မှုတွေထဲမှာဘာတွေပါလဲဆိုလို့ရှိရင်ဖြစ်စေဖြစ်လာတော့မယ်ဆိုတဲ့ဒီပေါ့ဟိုလုံခြုံရေးဆိုင်ရာ ိုက်ခိုက်မှုတွေအားလုံးကို share ပါမယ်ဆိုတဲ့သဘောတူညီချက်တွေပါတယ်သဘောတူညီချက်တွေပါတဲ့အတွက်ကြောင့်မလို့အခုရုရှားကပြန်လာပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံလုံးမှာဖြစ်နေတဲ့စစ်တွေမှာကြည့်လိုက်ပါနော်စစ်တပ်ကဘယ်လိုခေါ်မလဲဆိုရှင်အမြင့်ဘက်ကိုရောက်လာတာတွေ့ရတယ်တော်တော်များများအခုစစ်သားတွေလည်းပျော်နေတာအများကြီးတွေ့နေမယ်နော်ပျော်ရွှင်နေကြတယ်အာကျွန်တော်တွေ့တဲ့စစ်တွေအားလုံးဆိုလို့ရှင်သူတို့ကသူတို့စစ်တိုက်တယ်တော့မထင်ဘူးချော့ကီလိုတွေတက်နေတာတချို့ဟာဘယ်လိုခေါ်မလဲဆိုပျော်နေကြတာအဲ့တော့ဆိုလိုချင်တာက ဒါက theoretically ပဲကျွန်တော်အချက်လက်တွေကိုကျွန်တော်တေချာစုဆောင်းပြီးတော့မှကျွန်တော်တေချာပြောတာပါเนาะအဲ့တော့ကုလသသမဂ္ဂကဘလို့ပဲနေနေအခုတော့ဆယ်ရုရှားကကျွန်တော်တို့တက်မလို့နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ဒီ satellite data တွေကို share မှုလုပ်နေလို့ကျွန်တော်တို့ကတော့သုံးသက်တယ်เนาะအဲ့တော့ share လုပ်လိုက်ပြီ share ပြီးဝေမျှနေပြီဆိုတဲ့ခါကျတော့သဘုံတွေရဲ့သွာလာမှုကအစားတည်ရနောက်ဆုံးကိုပိုင်ဂျိုလူလွတ်တင်တဲ့အထိရောက်လာပြီဆိုတော့အဲဒါတွေကယူဆလို့ရပါပြီเนาะ အဲနောက်တစ်ခုအနေနဲ့တရုတ်နဲ့ကလည်းလုံခြုံရေးကုမ္ပဏီတွေအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်မှတ်ထူရေးထိုးထားတာရှိတယ်ရေးထိုးထားတဲ့ခါကျတော့အခုကြောက်ဖြူကြောက်ဖြူကိုသွားတိုက်လေရဲ့ကြောက်ဖြူနဲ့ပတ်သက်ပြီးကျွန်တော်တို့ကအဝေးကနေပြီးအကုန်မြင်နေရတာဗျာနော်ဆက်တလိုက်နဲ့ကြည့်နေရတယ်လို့ပဲအောက်မှာအေးအေးကလေးကျွင်းလေးတွေတူးလို့သိရမလားအဲဟိုကြောင်နဲ့ကူးလိုက်ဒီကြောင်နဲ့ကူးလိုက်အောက်မှာကျွန်တော်ဘာနဲ့အလားတနာတူလဲဆိုတော့ဗျာပြောရလဲခတ်ပါတယ်ခင်ဗျားတို့အောက်မှာလေဟိုကြွက်ကလေးတွေသွားနေရမှာတွေ့ဘူးလား